Hello အားလုံးပဲမင်္ဂလာပါဘိုးဘွားမချင်းကနေကြိုဆိုပါရစေဆိုတော့ Manchester City ကကျွန်တို့ဒီအိမ်ကွင်းမှာ Everton ကိုလက်ခံကစားပြီးတော့နှစ်ဂိုးကိုမရှိဆိုတဲ့ရလနဲ့ကျွန်တို့သာအနိုင်ရတယ်အတိုက်စစ်ကစားမှဖြစ်တဲ့ Haaland ရဲ့ထုံးစံအတိုင်းပေါ်လीเนาะ Haaland ရဲ့ကျွန်တို့သာ Twin Goal တွေနဲ့ကျွန်တို့သာအနိုင်ရတာ Haaland အနေနဲ့ပရမသုံးဂိုးကိုကျွန်တို့သာ Oscar Pope ရဲ့အသားလေးမှတင်ပေးမှုကနေပြီးတော့ကျွန်တို့သာခေါင်းတိုက်သွားတယ်ဒါအပြင်ကျွန်တို့အနေနဲ့ဒုတိယလုံးကိုလည်း area ထိတ်ကနေပြီးတော့ပုတ်ဒီပိတ်သွားတဲ့အနေထားမှာဒီ ဂျော်ဒန်ပစ်ဖို့နဲ့ပေါ့နော်တာကော့စကီတို့တယောက်နဲ့တယောက်ကိုယ်ပြီးတဲ့ခါကျတော့ကျွန်တော်တို့နေဂျော်ဒန်ပစ်ဖို့လဲသူ့လက်အောက်ကထွက်သွားပြီးဘာမှမလုပ်နိုင်ခဲ့ပဲနဲ့ကျွန်တော်တို့တွင်းနေဆိုတော့ဟာလန်ကနိုင်ငံနဲ့ကလပ်ပြိုင်ပွဲဒီမှာဆိုလို့ရှိရင်ဒေါက်ချောက်စုတို့တွင်းကိုဒီဇက်တိုက်တွင်းပြနေတဲ့ကစားမတယောက်ပေါ့နော်အခုဒီပွဲမှာလဲကျွန်တော်တို့နေနဲ့ဒါနှစ်ကိုးထက်တွင်းတွင်းမြန်နေဆိုတော့ဒီနှစ်ကိုးကိုမရှိနဲ့နိုင်သွားတဲ့အတွက်မန်ချက်စတာစီးတီးကလက်ရှိဒီချန်ပီယံလမ်းကြောင်းဘက်ကိုပြန်ပြီးတော့ တခြားတင်းတွေကိုဖိအားပေးနိုင်ဖို့အတွက်နှိဆက်လာပြီပေါ့နော်အခုဒီပွဲနိုင်ပြီမှာအာဆင်နယ်တို့ဘာလို့ကမကစားရသေးဘူးကျွန်တော်ဗီဒီယိုလုပ်နေတဲ့ချိန်မှာအဲ့ဒီတော့ Manchester City က goal different နဲ့ပေါ့နော်ကျွန်တော်တို့ကဒီအဆင့်တင်းနေရာကိုကျွန်တော်ရောက်လာတယ် ်နော်ရှစ်ပွဲဒီကစားထားတဲ့နေရာမှာငါးပွဲနဲ့တပွဲတည်ရင်နှစ်ပွဲရှုံးဆိုတဲ့ရလနဲ့18ဂူဒီတိုက်စစ်ရပြီးတော့ခန်းစစ်က6ဂူပြီးထားရရင်ねပေါ့နော်ဒါရဂူမရတဲ့အတွက်ကျွန်တော်ဒါအဆင့်1ကိုကျွန်တော်ရောက်လာပြီပေါ့ဗျာလာအာဆင်နယ်ကဒါပြီးလို့ရှိရင်ကျွန်တော်တို့နေကစားမယ်အဲ့ဒီပွဲမှာအာဆင်နယ်နိုင်အောင်ဆွမ်းဆောင်နေနေဆိုလို့ကျွန်တော်အာဆင်နယ်ကအဆင့်1ကိုပြန်ပြီးတော့ရယူနိုင်မှာဆိုတော့ဒီပွဲကမန်ချက်စတာစီးတီးအတွက် ချန်ပီယံလမ်းကြောင်းကိုဖိအားပေးဖို့ကြိုးပမ်းနေတဲ့နေရာမှာ နိုင်ပွဲကအရင်ကအရေးပါခဲ့တာပေါ့နော်။ဟာလန်ကတော့မန်ချက်စတာစီးတီးကိုချန်ပီယံလမ်းကြောင်းမှာကိုခေါ်သွားဖို့အတွက်ဒါအဓိကစွဲတင်ကြိုးပမ်းပြီးနေတဲ့ကစားမတယောက်လို့ကျွန်တော်ပြောလို့ရတယ်။တစ်ဖက်ကဒီဗီမွိုက်ရဲ့အတင်းကဒီပွဲမှာ လုံလုံကြီးဘာမှမလုံနိုင်ခဲ့တာမျိုးတော့ကျွန်တော်မဟုတ်ဘူးစောစောစီးစီးပထမပိုင်းမှာဆိုလို့ချင်းဘီတိုလိုပါလို့ဆိုလို့ချင်းရလာတဲ့ chance တွေကျွန်တော်ရှိတယ် မန်ချက်မဘဲဝမ်စီနဲ့ဥဆောင်ခွင့်ရမယ်အခွင့်အရေးတွေကိုအဘာဒန်အသုံးမချနိုင်ခဲ့ဘူး။ဒါအပြင်ဒါတစ်ဖက်ကမန်ချက်စတာစီးတီးဖြစ်နေတာရယ်ဒီအာဒီမှာသူတို့အတွက်အရေးပါဆုံးကစားမလို့ပြောလို့ရတယ်လို့ creative အဖြစ်ဆုံး player ဖြစ်တဲ့ Jack Grealish ကလည်းသူ့ရဲ့ making club ဖြစ်တဲ့ Manchester City နဲ့ပွဲဆိုတော့သူလည်းမပါနိုင်ဘူးပေါ့နော်။ဒီနေရာမှာ Jack Grealish မပါနိုင်တဲ့အခြေအနေမျိုးမှာဆိုရင် Everton ဘက်က Dubby Host တို့ပါလို့ရဲ့ဒီဆွမ်းဆောင်ကြီးတွေပါကျွန်တော်ကြာသွားပြီးတော့ပေါ့နော်။တကယ်တကယ်လှုပ်လှုပ်ရှားရှားကစားနိုင်ခဲ့တာဆိုတော့ NGI တယောက်ပဲကျွန်တော်ရှိရယ်။ အန်ဒီအိုင်ဆိုလို့ရှိရင်ဒီပွဲမှာတော်တော်ကောင်းတာမန်ချက်စတာစီးတီးကစားမတွေကို2ယောက်3ယောက်ကြိုဖြတ်ပြီးတော့ဗောနော်ဒါကိုးပေါက်ချင်းချောင်းနိုင်ခဲ့တာတွေကျွန်တော်ရှိတယ်အခွင့်အရေးဖန်တီးပြဖို့လုပ်ခဲ့တာတွေကျွန်တော်ရှိတယ်မန်ချက်စတာစီးတီးရဲ့ကန်ဆယ်လမ်းကြောင်းကိုတောက်လျှောက်ဒုက္ခပေးနိုင်ခဲ့တာတွေကျွန်တော်ရှိတယ်ဆိုတော့ဒီအေဗာတန်ကတော့စီးတီးလိုအသင်းမြေမျိုးနဲ့ရှင်မိန်ကစားတဲ့အနေအထားမှာဒီလောက်ပဲမျှော်လင့်လို့ရမယ်ဗောသူတို့စီကနေပြီးတော့ဒီလောက်ပဲတိတိပုပ်ပြီးတော့ကျွန်တော်မျှော်လင့်လို့မရဘူးနော်ဒါသူတို့ရဲ့အကောင်းဆုံးကစားမလဲပါမနေဘူးဆိုတော့ဗောနော်ခန်စစ်ပိုင်းရလဲအေဗာတန်မှာဟိုထူးသဖြင့်ဗောနော်ယူဘောက်တွေတော့ရှိတယ်ဒီညမှာခန်စစ်ယူဘောက်ဆိုတာတစ် မထင်မှတ်ဘဲနဲ့မန်ချက်စတာစီးတီးလိုအသင်းမျိုးကိုသူတို့ဘောလုံးရထားရင်ကနေဘောလုံးဆုံးရှုံးသွားတဲ့အခါမှာတာကော့စကီတို့ပေါ့နော်ပြီးလို့ရှိရင်ဟိုမိုက်ကယ်ကိန်းတို့လိုကစားမတွေကအာလန်လိုကစားမမျိုးကိုလိုက်ပြီးတော့ဟိုတည်တယ်မလားရကာမှာလုံနိုင်တဲ့ကစားမတွေရှင်ပြင်းနိုင်တဲ့ကစားမတွေမဟုတ်ဘူးဆိုတော့စီးတီးရဲ့ကစားမတွေက deep zone တွေကနေပြီးတော့ဟာလန်ရဲ့ပြေးလည်ကြောင်းတွေကိုဘောလုံးတွေပို့တာ through ball တွေပို့တာဒါတွေကိုဟာလန်ကလည်းပဲရအောင်ပြေးထွက်တယ် အဲပူပြီးတော့ကျွန်တော်တို့နေဆိုးတာက Everton Kansas ဈာမတွေကမလိုက်နိုင်ဘူးဆိုတဲ့အခါကျတော့ပူတော်မှကျွန်တော်တို့ဆိုးတယ်။ဟာလန်ဆိုရင်ကျွန်တော်ဒီပွဲမှာဆိုလို့ရှိရင်သူပေါ့နော်အဲဘောလုံးထိချက်29ချက်ရှိပြီးတော့ပြိုင်ဘက်ရဲ့ Everton ရဲ့ box set ကိုဘောလုံးထိချက်က17ချိန်ကြီးကျွန်တော်ရှိတယ်။အဲ့ဒီတဲကမှကျွန်တော်တို့ပေါ့နော်ဒါနှစ်ကူးသွင်းနိုင်ခဲ့တာ။ဒါတောင်မှဟာလန်သာဒီတက်ပူပြီးတော့ကောင်းကောင်းအသုံးချနိုင်ပြီဆိုလို့ရှိရင်ဂူရီပါတီထက်ပြီးတော့ရရအောင်မနော်ဂျော်ဒန်ပစ်ဖူနဲ့တယောက်ချင်းတွေးခဲ့တာတွေပစ်ဖူကိုကြော်ပြီးတော့ဗနော်အချိန်များသွားပြီးတော့ပြန်ချစ်ဖို့လုပ်တာတွေဘာတိုင်းကြော်သွားတာတွေ ဆိုတော့ဟာလန်အနေနဲ့အနည်းဆုံး3ဂိုး4ဂိုးလောက်ရနိုင်ခဲ့တဲ့အခွင့်အရေးကောင်းတွေကျွန်တော်ရှိခဲ့တယ်။เนาะဒါအပြင်ဖိုဒန်တို့ရဲ့ကန်ချက်တွေဘာရန်မော်ကကျော်သွားတာချာကီတို့ရဲ့ကန်ချက်တွေเนาะဒါဒီတာကွန်စကီတို့ဘာလို့လဲထိပြီးတော့ဗောနော်ဒီဖလက်ဖြစ်ပြီးတော့ကျွန်တော်တို့ဒါဘာရန်မော်ကျော်သွားတာဒါတွေကျွန်တော်တွေးခဲ့ရတာ။เนาะဒါအပြင်မန်ချက်စတာစီးတီးဘက်မှာဆိုလို့ရှိရင်ဒနရူမာတို့ဘာလို့ဆိုလို့ရှိရင်တော်တော်ကောင်းတဲ့ performance တွေပြခဲ့တာအထူးသဖြင့် Everton ဘက်က NDA များပါတယ်ဆိုတော့တချို့အလုံးကြီးကိုဒီရောက်အောင်ပုတ်သွားတာတွေကျွန်တော်ရှိတယ်။အဲပြီးလို့ရှင် Nathan Ake တို့ဘာလို့ရအမှားကနေတစင်း အေဗာတန်ကအခွင့်အရေးတချို့ရပြီမဲ့လေလို့ပေါ့နော်ကျွန်တော်ကအခွင့်အရေးကိုအတုံးမချနိုင်ဘူးစီတီဘက်ကတော့ဒါအကောင်းဆုံးပေါ့လေနော်ဟိုတိတ်ပြီးတော့လိုလေသေးမရှိဘူးသူတို့အင်ဝင်နေဖြစ်တယ်ဒါအပြင်ယာဒီဆာပွဲဒီမှာဝူဘန်နဲ့နဲ့ပွဲကိုသူတို့လေးကိုပြက်နဲ့နိုင်ရတယ်အဲ့ဒီပွဲနောက်ပိုင်းမှာဆိုလို့ရှိရင်သူတို့ရုံးကန်ခဲ့ရတဲ့ပွဲစဉ်တွေကျွန်တော်ရှိတယ်အဲအခုဆိုလို့ရှိရင်အဆင့်တစ်ကိုပြန်ရောက်လာနိုင်တဲ့ဒီမန်ချက်စတာစီတီကပြန်ပြီးတော့တည်ငြိမ်လာပြီစီတီတို့ဒီပွဲမှာကျတော့ဂိုးပေါက်ကွန်တင်မှု16ချိန်ရှိပြီးတော့ဂိုးပေါက်တက်တာ9ချိန်ရှိတယ်နော်အဲ့ဒီတွေက2ဂိုးပဲရခဲ့တာပေါ့လေ ဒါ Everton ဘက်မှာတော့၅ချိန်ပဲကိုးပေါက်ကန်ခဲ့ရတယ်။အဲ့ဒီတည်းမှာတော်တော်ကိုအန်ဒီများတဲ့လုံနေရှိခဲ့တယ်။ဒါပေမဲ့လို့ကိုးပေါက်တဲ့တာတစ်ချိန်ပဲရှိပြီးတော့တကူးမှကျွန်တော်မရခဲ့ဘူး။ Manchester City ကိုဘလူးမတ်ရှင်လို့ရခဲ့တဲ့အနေထိုင်မျိုးကျွန်တော်မဟုတ်ဘူးပေါ့နော်။ဒါအပြင် City တွေကတော့ဒါနိုင်ဝဲရခဲ့တယ်လို့ Chaki တို့ကျွန်တော်ပြန်ပြီးတော့ကစားနိုင်ပြီးနော် Kovacic တို့ပြန်ပြီးတော့ကစားနိုင်ပြီး ဘာနာဒိုစီဘာတို့ကိုကျွန်တော်တို့ဝင်လာတာကျွန်တော်တို့တွေ့ရတဲ့ရီဂိုလူးဝစ်တို့ပြန်ပါလာပြီးအော်စကာဘော့တို့ဘာလို့ပြီးလို့ရှိရင်မာမိုစ်တို့ယူစကိုဗာရီယိုတို့ကစားမမျိုးတွေတောင်မှအရန်ကိုမှရှိနေပဲဆိုတဲ့အနေအထားကိုကျွန်တော်ကြည့်ရင်စီဒီဟာရူဒရီလောက်ကလွှဲရင်ဂျန်နီကစားမတွေအကုန်လုံးကိုပြန်ပြီးတော့တုံးလို့ရနေပြီသူတို့ပြင်းတော့ဒါချန်ပီယံစ်လိဂ်တွေဘာတွေနဲ့ပေါ့နော်ကျွန်တော်တို့ကတပတ်ကို၃ပွဲလောက်ကစား၂ပွဲလောက်ကစားမဲ့အခြေအနေမျိုးတွေမှာဒီလိုမျိုးတွေကလိုပါတယ်လူစင်းအပြည့်စုံတွေကအဲကြောင့်မန်ချက်စတာစီးတီးကတော့ဒီပွဲမှာ တော်ကောင်းတဲ့ performance ကိုကျွန်တော်တို့ပြလာပြီးတော့ Everton ကိုတော့တက်တောင့်တက်တာနိုင်တယ်လို့ပဲကျွန်တော်ပြောခြင်းတယ်။နောက်ဆိုတော့ Everton တွက်ကတော့သူတို့တွက်ပေါ့နော်အခက်ခဲဆုံးပြိုင်ဘက်ကိုရှင်မင်းကစားရတာလေးဖြစ်တယ်။အဲ့ဒီတွေကမှသူတို့အကောင်းဆုံးကစားမလေးကျွန်တော်မပါဘူးဆိုတော့တော်တော်လေးသူတို့တော်တိုင်ဘက်သွားတယ်ပေါ့လေ။ Manchester City လိုအသင်းမျိုးကိုရှုံးသွားတာက Everton နဲ့စိတ်ပြည့်စရာကျွန်တော်မဟုတ်ပါဘူး။ Grealish တို့ဘာလို့ပြန်လာတဲ့အခါ ဒီသူတို့နဲ့ level 10တို့ club တွေနဲ့ကစားတဲ့အခါမှာ Everton ဟာတိတပူကောင်းတဲ့ performance တွေပြနိုင်မှာကိုကျွန်တော်ရှိတယ်။ဒါကိုပဲကျွန်တော်စောင့်ကြည့်ရမှာပဲเนาะ။အဲဆိုတော့ Manchester City ကငိုကိုမရှိနဲ့ကျွန်တော်အိမ်ဝင်းမှာနိုင်ပြီးတော့ Haaland ကလည်းနိုင်ငံရေး club တွေမှာတောက်လျှောက်ဆိုသလို set up ပွဲဆက်ဂိုးတွေတွင်းနေပေါ့လေ။ဆိုတော့ဒီ performance တွေနဲ့ပတ်သက်ပြီးတော့ရောဘယ်လိုမြင်ကြပါလဲ။ Manchester City အဆင့်တစ်ကိုပြန်လက်တလန်းလာနေတဲ့အချိန်မျိုးတော့ယာယီပေါ့เนาะဘယ်လိုမြင်ကြလဲ။ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးပါတယ်။